မြန်မာနိုင်ငံရဲ့နိုင်ငံရေးအချက်အလက်ကိုကြော်လာနိုင်ရေးကြိုးပမ်းရမှာအာဆီယံကအတိမတ်ပြုတာမပြုတာကအဓိကမဟုတ်ဘူးလို့နိုင်ငံရေးလေလာတုံးသက်သူဒေါက်တာအောင်မျိုးကဆီယံသင်းဌာနကိုပြောပါရယ်မြန်မာနိုင်ငံကလက်ရှိအခြေအနေမှာတပ်ဆိုင်သူတွေပါဝင်တဲ့ဆွေးနွေးမှုတွေမရှိသေးတာကြောင့်ရွေးကောက်ပွဲပြီးနောက်ပိုင်းမှာလည်းအာဆီယံနဲ့မြန်မာပြန်လည်ထိတွေ့ဆက်ဆံရေးကခက်ခဲလိမ့်မယ်လို့ထိုင်းနိုင်ငံကြားရေးဝန်ကြီးမစ္စတာဆီယာဆတ်ဖောင်ကက်ကျိုးကပြောကြားထားပါရယ်ရွေးကောက်ပွဲလုံအစိုးရတည်တည်ရကိုပြည်သူလူထုထောက်ခံမှုရှင်းလင်းစွာဖြစ်သွားရင်အာဆီယံကအတိမတ်ပြုမှာဖြစ်တယ်လို့ နိုင်ငံရေးလှိလာတုံ့တက်သူဒေါက်တာအောင်မြတ်ကဆီယံတင်းဌာနကိုပြောပါတယ်။မြန်မာနဲ့အာဆီယံဆက်ဆံရေးကရုပ်တော့ပဲပြီးသွားလို့ရှိရင်သူကဒီဟိုဘက်လေကျွန်တော်ဒီဒီမိုကရေစီနီးကြအစိုးရတခုလွတ်တော်ဒါတွေဒါတွေပေါ်ထွက်လာမှာလေ။အဲ့တော့သူတို့ကအတိအမှန်ပြပြူရပြောပြောမပြူပြောပြောဒါတွေကအဲ့ဒါတွေကအဓိကမကြဘူးကျွန်တော်တို့အမှန်တကယ်ကျွန်တော်တို့ကအစိုးရကရုပ်ောက်ပွဲကိုရိုးသားသားကျင်းပပေးလိုက်တယ်ဆိုရင်သူကအလိုရောက်အတိမတ်ပြောပါမယ်လေ ဒီ digital message ဆိုတာသူတို့အတိမတ်ပြုလို့မဟုတ်ပြုလို့မဟုတ်ဘူးဒါကဒီဟလာကျွန်တော်ရဲ့ဟိုပါတော့ဟိုအုပ်ကာရက်တာဆင်းသက်တာပေါ့နော်ကျွန်တော်တို့ရိုးသားလုပ်တယ်ဆိုရင် digital message အလိုလိုနေသူတို့ထောက်ခံမှုကဟလာရှင်းရှင်းလင်းလင်းဖြစ်သွားလို့ရှိရင်သူတို့ကျွန်တော်တို့ကိုပြန်ပြီးတော့အတိမတ်ပြုရမှာပဲကျွန်တော်တို့အာဆီယံတိုင်းဝန်နဲ့ပြန်ဆွဲခေါ်မှာပဲပေါ့နော်သူတို့ကလည်းဟိုအာဆီယံပြည်တွင်းရေးကိုဟာဝန်မစရေးဆိုတာလေရှိထားပြီးသားဆိုတဲ့အခါကျတော့မြန်မာပြည်ကကျွန်တော်ကဒီမိုကရေစီကြကြ ရွေးတယ်မရွေးတယ်ဆိုတာကအမှန်တမ်းပြောလို့ရှိရင်ခုနကကျွန်တော်ဟလာကိုဘရူနိုင်းနိုင်ငံမျိုးသွားဘယ်လိုလုပ်မလဲပေါ့နော်အဲ့တော့ဒါကအဲ့ကြီးမားတဲ့ issue မဟုတ်ပါဘူးဒါအဆင်ပြေတော့မှာပါမြန်မာနိုင်ငံနဲ့အာဆီယံရဲ့ဆက်ဆံရေးကရွေးကောက်ပွဲပြီးရင်ပြည်လဲသွားနိုင်ချေရှိကြောင်းမကြမီကျင်းပမဲ့ရွေးကောက်ပွဲကလူလူယုံကြည်အားကိုလက်ခံနိုင်မဲ့အစိုးရတစ်ဖွဲ့စည်းနိုင်မှာကိုမျှော်လင့်ထားရလို့ရန်ကုန်စောက်ကြီးအဖွဲ့တည်ထောင်သူဒေါက်တာညိုညိုသိန်းကစီရင်သိန်းဌာနကိုပြောပါရတယ်။ အတိတော့တော့ရုပ်ကောက်ဝယ်ပြီးရင်တော့မြန်မာနိုင်ငံနဲ့အာဆီယံရဲ့ဆက်ဆံရေးအမြူထားတွေကပိုပြီးရဒီထက်ပိုပြီးကောင်းမွန်လာမယ်လို့တော့အန်တီတို့ယူဆထားတယ်နီးနော်အခုဒီနိုင်ငံကြီးတွေနဲ့အာဒီတန်တမာဆက်ဆံရေးအမြူထားလည်းတဖြည်းတနည်းတခြားပိုပိုပြီးကောင်းလာတယ်နီးနော်ဒါကြောင့်မလို့ရုပ်ကောက်ဝယ်ပြီးရင်တော့အစိုးရဘက်ကအာပေါ်ပေါက်လာမယ်လွတ်တော်တွေကိုကုန်တိတ်ချရှိမယ်လွတ်တော်တွေပေါ့နော်အများယုံကြည်လက်ခံနိုင်မယ်အစိုးရတွေဖြစ် ဖွဲ့စည်းပေးနိုင်တယ်လို့လည်းအတူတူမျှော်လင့်ထားတယ်။အဲဒီလိုမျိုးအားလုံးမျှော်လင့်ထားတဲ့အတိုင်းအစိုးရဘက်ကလည်းပြည်ပြောင်းလဲမှုတွေပြည်ပြောင်းလဲမှုတွေကိုတကယ်ကိုလုံးလုံးချင်းချင်းနဲ့လုပ်ပြီးရောပေါ့နော်။အများယုံကြည်လက်ခံတဲ့အစိုးရတည်းကပေါ်ပေါက်လာပြီဆိုလို့ရှိရင်ပေါ့နော်။အာဒီထက်ပိုပြီးတော့လည်းနိုင်ငံတကာရဲ့လက်ခံမှုတွေဒါအတိုးတက်လာမယ်။နိုင်ငံတကာရဲ့လက်ခံမှုတွေအာပိုပြီးတော့ဟိုတိုးတက်လာမယ်လို့အတူတူမျှော်လင့်ထားတယ်လေနော်။ အဒီလိုပြောလဲနေဆိုတာအထက်ဟိုနိုင်ငံကပေါ့နော်နိုင်ငံကဒီလိုလိုကြီးရင်းနေဖြစ်ဖြစ်လို့ကမျောလင့်ထားတာပေါ့နော်နော်အာဆီယံအဖွဲ့အစည်းကအခြေခံအားဖြင့်နှစ်ပိုင်းကွဲထွက်နေကြောင်းအာဆီယံအနေနဲ့ခိုင်မာတဲ့အဖွဲ့အစည်းဖြစ်ဖို့အတွက်စတင်ဖွဲ့စည်းခြင်းကအခြေခံမူဝါဒတွေရည်တည်ချက်တွေကိုပြန်လည်တုံ့တက်ဖို့လိုအပ်တယ်လို့နိုင်ငံရေးပါတီတွေနဲ့နိုင်ငံရေးလှလာသူတွေကထောက်ပြကြပါဗျာ။ မြန်မာနိုင်ငံမှာ2023ခုနှစ်ဖေဖော်ဝါရီလကအနေနဲ့အစိုးရက2020အထွေထွေရွေးကောက်ပွဲမဲဆင်းအငင်းပွားမှုကိုမဖြေရှင်းပဲအစိုးရဖွဲ့စည်းရေးဂျိုးပန်းတယ်လို့ဆိုကမြန်မာတပ်မတော်ကဖြုတ်ချပြီးအရေးပေါ်အခြေအနေကြေညာခဲ့ပါတယ်။အဲဒီနောက်အာဆီယံကမြန်မာအရေးမှာဝင်ရောက်ကင်တွေလာပြီးဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်နဲ့မြန်မာတပ်မတော်ခေါင်းဆောင်တွေကိုအာဆီယံအစည်းအဝေးတွေကနေဖယ်ထုတ်ထားပါတယ်။မြန်မာနိုင်ငံမှာ2025ခုနှစ်ဒီဇင်ဘာ28ရက်မှာရွေးကောက်ပွဲအပိုင်း1ကို၎င်း2026ခုနှစ်ဇန်နဝါရီ17ရက်မှာရွေးကောက်ပွဲအပိုင်း2ကို၎င်းဇန်နဝါရီလနောက်ဆုံးပတ်မှာရွေးကောက်ပွဲအပိုင်း3ကို၎င်းကျင်းပသွားမှာဖြစ်ပါတယ်။ အဲ့ဒီလိုရွေးကောက်ပွဲကျင်းပပြီးအနိုင်ရတဲ့နိုင်ငံရေးပါတီကိုနိုင်ငံတော်အာဏာလွှဲပြောင်းပေးမှာဖြစ်ကြောင်းအဲ့ဒီနောက်တပ်မတော်ကနိုင်ငံတော်ကာကွယ်ရေးတာဝန်ကိုလည်းလောက်ဆောင်တော့မှာဖြစ်တယ်လို့ကော်မရှင်ဥက္ကဋ္ဌဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကပြောပါဗျာ